လုံးမဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်စိတ်မကောင်းစရာသတင်းတွေကြားရတာပဲဒီဗီဒီယိုလေးကိုလုတ်ဖြတ်လိုက်တယ်ဗောနော်အဲအလုံးမဲမင်္ဂလာပါကျွန်တော် Polar Creation ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကဒီငလင်သတင်းတွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်း upgrade ဖြစ်နေတဲ့သတင်းတွေဗောနော်အဲ့ဒီသတင်းတွေကိုကျွန်တော်တို့အစမပြတ်ကြည့်ရှုနိုင်မဲ့ software လေးကိုကျွန်တော်ဒီနေ့ download ဆွဲတဲ့နည်းနဲ့အသုံးပြုတဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျွန်တော် အများကြီးအသုံးဝင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ software ကိုဘယ်နေရာမှာသွားပြီး down မှာလဲဆိုတော့ Play Store မှာနေ down မှာပဲဖြစ်ပါတယ်။ Play Store မှာကျွန်တော်တို့အလွယ်တကူသွားပြီးတော့ download ရရပါတော့။အဲ့ဆိုကျွန်တော်တို့က search bar မှာ um earthquake ဆိုပြီးတော့ရှာလိုက်ပါတော့။ E A R T H Q အဲဒီမှာအပေါ်ဆုံးမှာပေါ်လာရပါတော့။အဲ့ဒီတန်းလေးကျွန်တော်တို့ကသွားလိုက်မယ်။သွားပြီးတော့ကျွန်တော်တို့ကဒီဒုတိယမှာပေါ်လာတဲ့ software လေးပေါ့နော်ဒီ logo လေးကိုမှတ်ထားပါပါအဲ့မှာကျွန်တော်ဒီဟာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာရပါပေါ့နော်ကျွန်တော်ကတော့ download ဆွဲပေးတာဖြစ်တဲ့အတွက်ဒီမှာဒီလိုမျိုးပေါ်နေပါပေါ့နော်မိတ်ဆွေတို့က download မဆွဲရသေးဆိုရင်ဒီနေရာမှာ install ဆိုပြီးတော့ပေါ်နေတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ software လေးကို download ဆွဲလိုက်မယ်ပေါ့နော် download ဆွဲပြီဆိုလို့ရှိရင်အဲကျွန်တော်ကဒီ software လေးလေးတွားလိုက်မယ်ပေါ့နော်အဲ software လေးလေးတွားလိုက်မယ် သွားလိုက်ရင်ဒီမှာသူကအဲနိုင်ငံနေအလိုက်ဒီနေရာတွေနဲ့ပြထားတယ်ပေါ့နော်ကို update ဖြစ်နေတာကတော့ကျွန်တော်တို့ဘန်ကောက်တို့ကျွန်တော်တို့မြန်မာပြည်နေရာတွေကိုအဲ breaking news အနေနဲ့လောလောဆယ်ပြထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲနိုင်ငံအလိုက်ပေါ့နော်ကိုသိချင်တဲ့နေရာကိုဒီတန့်ဘယ်လိုမျိုးသွားကြည့်ရမလဲဆိုတော့အပေါ်မှာကျွန်တော်တို့ search bar လေးရှိတယ်အဲ search bar လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ region မှာပေါ့နော် region မှာကျွန်တော်တို့ဘယ်နေရာကို ြည့်ကျင်လဲပေါ့နော်ဘယ်နေရာမှာဒီငလျင်တွေလှုပ်သွားတယ်ဆိုတာကိုကြည့်ကျင်လဲဆိုရင်ဟိုဒီအပေါ်မှာ origin ဆိုတာရှိပါတယ်အဲ့ဒီ origin ကိုနှိမ့်လိုက်ပါနှိမ့်ပြီးရင်ကျွန်တော်တို့ကြည့်မဲ့နိုင်ငံကိုဒီနေရာမှာရွေးပြရမှာဖြစ်ပါတယ်ကိုကထိုင်းနိုင်ငံကိုကြည့်ကျင်လဲဆိုလို့ရှိရင်ထိုင်းရွေးပေါ့နော်ကိုကမြန်မာပြည်ကိုကြည့်ကျင်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံကိုရွေးလိုက်ပေါ့နော်ဟုတ်ပြီဒီမှာရှားလိုက်မယ်ပေါ့နော်မှာဆိုလို့ရှိရင်ဒီမှာမြန်မာဘာမာဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ tab here ဆိုပြီးတော့ နှစ်ခုပေါ်တယ်ပေါ့နော်အဲ့ဒီဟာဘာလို့ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ကဒိတ်ကိုယူခိုင်းတာပေါ့နော်ဘယ်နေ့ကနေဘယ်အထိပေါ့နော်ပထမတက်ဖြည်းရနေရမှာကျွန်တော်တို့ကအဲဘယ်နေ့ကတက်လို့ပေါ့နော်ကျွန်တော်ကတော့26 26ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်အဲ့မှာ26ရက်နေ့ကနေပြီးတော့ဒီနေ့28နေ့ဒီပေါ့နော်ငလင်နေဘယ်နှမှာလှုပ်ခဲလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်အဲ့မှာ okay ဆိုပြီးတော့နှိမ့်လိုက်မယ်နှိမ့်လိုက်ရင် तू ကဒီမြန်မာပြည်ထဲမှာဘယ်နေရာမှာလှုပ်ခဲလဲဆိုတာတွေကို तू ကမြို့နံပါတ်တွေနဲ့ အဲမြို့နံပါတ်တွေရဲ့နောက်ပြီးတော့အဲအင်အားရက်ချစ်စတာစကေးဘယ်လောက်ရှိလဲဆိုတာတွေအစားသူပြပေးထားရပါတော့เนาะအဲ့မှာဆိုလို့ရှိရင်ဒီမှာတောင်ငူဘကိုး region မှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလုတ်နေတဲ့ကျွန်တော်ဗီဒီယိုမလုတ်ခင်မိနစ်20အလိုမှာအင်အားရက်ချစ်စတာစကေး3.10အင်အားရှိတဲ့ငလင်တစ်ခုထပ်လှုပ်သွားသေးရပါတော့เนาะဒီအောက်တွေမှာပေါ့เนาะမြို့နံပါတ်တွေနဲ့အကုန်လုံးပြပေးထားရပါတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲမွန်လဲပိုင်းတုန်းကအတိအတသာကြုံလဲရတဲ့ငလင်ကကျွန်တော်တို့အောက်ဆုံးမှာရှိနေမှာပါ ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲ့ဒီငလင်းမတိုင်ခင်ကျွန်တော်တို့အောက်တေမှာငလင်းတွေလှုပ်ခဲသေးရေပေါ့နော်အဲ့မှာကျွန်တော်တို့တိတိတာတာတိရတဲ့ငလင်းကဒီမှာပေါ့နော်သခိုင်းမြမာဆိုပြီးတော့ဒီမှာအင်အားပြင်းလင်းလို့မြောင်သူကဒီလိုအယောင်လေးနဲ့ကြာထားတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီဟာကိုထောက်ကြည့်လိုက်လို့ရှိရင်ဒီဒီနေရာတွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဒီကအဲဘယ်နေရာကိုဗဟိုပြူပြီးတော့လှုပ်ခဲလဲဆိုတာကိုကျွန်တော်တို့ဒီမှာလာကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့နေခင်းမိုင်းတော့ကလှုပ်သွားတယ်ဆိုလို့ရှိရင်အင်အား register skill 7.7တောင်ရှိရယ်ပေါ့နော် နောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီငလင်ပြီးတော့ကျွန်တော်တို့တနာကြီး32မိနစ်အချိန်မှာအဲဒါကတော့ဒီထိုင်းစံတော်ချိန်နဲ့ပေါ့နော်တနာကြီး32မိနစ်အချိန်မှာဒီစကိုင်းမြန်မာမှာပဲကျွန်တော်တို့နောက်ထပ်ငလင်တစ်ခု in our register scheme အဲ7.4ရှိတဲ့ in our ပြင်းတဲ့ငလင်တစ်ခုထပ်လုပ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်အချိန်မှာဘယ်နှစ်နာရီအကြာမှာလှုပ်ခဲ့လဲဆိုတာဒီနေရာမှာလာကြည့်လို့ရပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ နေ့လယ်ကလှုပ်တဲ့ငလင်းဆိုလို့ရှိရင်ခုနှစ်နာရီတောင်ကြာပါပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့ဒီ now software တွေမှာလှုပ်တဲ့ငလင်းတွေကဒီ body မှာကျွန်တော်ပြထားတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီမှာဆိုလို့ရှိရင်အဲငလင်းလေးတွေနောက်ထပ်နောက်ဆက်တွဲနောက်ဆက်တွဲလှုပ်တဲ့ငလင်းလေးတွေကိုဒီနေရာမှာပြထားတယ်ပေါ့နော်ဒီမှာဘယ်နေရာတွေမှာဘယ်မြို့တွေမှာလှုပ်တယ်ပေါ့နော်အဲ့ဒီအချိန်ကစသူကအချိန်အတိကျနဲ့ဒီနေရာမှာပြပေးထားပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့လည်းအဲဒီလိုမျိုးလေးမလင်းတဲ့တင်းတွေကိုအစစ်မပြတ် ကြည့်ရှုနိုင်တယ်ပေါ့နော်အားလုံးပဲဘေးရန်ကင်းပြီးတော့အနေအပောင်းကင်းဝေးနိုင်ကြပါစေလို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကနေစုမောင်းကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးပဲဘေးရန်ပောင်းကင်းရှင်းကြပါစေခင်ဗျာ